ော်ဒီနေ့မတ်လ17ရက်နေ့အင်ကာနီတီယက်တာအတွက်ပြပြလန်ဒီရှိတဲ့ကပတ်ရွှေစင်းနေတာကိုကျွန်တော်သုံးသပ်ပြတော့ဖြစ်ပါတယ်။ဟုတ်ပြီအရင်ဦးဆုံးပေါ့နော်ကျွန်တော်ကပတ်ရွှေရဲ့ဈေးအတကြချက်ကိုအရင်ဆုံးတွားကြည့်လိုက်အောင်။ဒါအာကျွန်တော်တီယက်တာနေထားတဲ့ကပတ်ရွှေစီရဲ့ဈေးအတကြချက်ကိုကြည့်ပါမယ်။မနေ့တုန်းကဆိုရင်တော့ကပတ်ရွှေစီရဲ့နေထားတီယက်တာနေထားဈေးအကျအာကောင်းပြီတော့ပြီးခဲ့တယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့သတိထားမှာဒီ1800ဆိုတဲ့ဈေးနှုန်းအောက်မှာပြိနိုင်ခြင်းမရှိဘူးဗျ ီနှစ်ရှစ်ခွန်ရှစ်ပေါ့နော်နှစ်ရှစ်ခွန်ရှစ်ဆိုစရာအတူတူတိကျပြောမယ်ဆိုပြနှစ်ရှစ်80ဈေးနဲ့အောင်မှာပြိနိုင်ခြင်းမရှိဘူးနှစ်ရှစ်ခွန်ရှစ်နှစ်ရှစ်80ဈေးနဲ့အောင်မှာပြိနိုင်ခြင်းမရှိဘူးဒီမာရီတော့လည်းအဲ့လိုပဲဒီမာကျဈေးအကျအာကောင်းသွားခဲ့တယ်ဒီမာဆိုလည်းအာကျွန်တော်အဲ့တော့ဆိုလည်းတချို့သော trader တွေဆိုရင်ညာဈေးကျတော့မယ်ဆိုပြီးတော့လိမ့်ရောင်းတော့ဒီမာပြန်တက်သွားတယ်ပြန်တက်သွားတယ်ဒီမာတော့လည်းဈေးအကျကျွန်တော်တို့အာကောင်းခဲ့တယ်ပေါ့နော်အခုလည်း မနီယာပုံစံနဲ့ဒီပုံစံလိုပါပဲကျွန်တော်တို့အာကျွန်တော်12ရက်ဖေဖော်ဝါရီတုန်းကပုံစံရစနစ်23ဖေဖော်ဝါရီတုန်းကပုံစံမျိုးအနေထားမျိုးကျွန်တော်ဖြစ်နေရပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်ဒါလေးကိုတတိထားဖို့လိုအပ်တယ်ခင်ဗျမှန်တယ်မနီကတဏိတာနေထားဈေးအကျအာမတာခဲ့ဘူးလားအာတာခဲ့တယ်ဒါမဲ့နှင်းရှိခွန်ရှိအောင်ဈေးမပိတ်နိုင်ခဲ့တာဖြစ်တဲ့ခါမှာကျွန်တော်အမြင်ရတော့ဈေးကစัจကြလိမ်အောင်မထင်ဘူးပေါ့နော်စัจကြလိမ်အောင်ကြိုင်းကြပြကျွန်တော်တို့မနဲ့ဖြန် အာညလောက်မှာအဲ့ inflation data တွေထွက်ပြီးမှကြာမလာဘူးเนาะဒီနေ့ကတော့ဈေးပြန်ကန်တက်နိုင်သေးတယ်ခင်ဗျပြီးတော့ကျွန်တော်မနေ့ညတော့ကြာခဲ့တယ်ဆိုတာလေကျွန်တော်ကအာညဘက်အမေရိကန်ဈေးကွက်ချိန်တော့မှညဘက်နှောင်းပိုင်းပေါ့เนาะအမေရိကန်ဈေးကွက်ချိန်နှောင်းပိုင်းကျွန်တော်တို့ဗမာစံတော်ကြီးနဲ့ဆိုညနဲ့တကောင်လောက်မှာဈေးကကြာခဲ့တာခင်ဗျအဲ့ဒါပတ်သက်ခါမှာကျွန်တော်ကြာခြင်းပြကျွန်တော်တို့ အာမနေ့ကဆိုရင်နေ့လည်ကင်းဒါမှမဟုတ်ညနေကင်းညဘက်အမေကန်ဈေးကွက်ချိန်စတဲ့ချိန်နေမှာဗျာကျွန်တော်2880နာတော့မဟုတ်2880စတဲ့အောင်လေးကြာလို့ရတယ်ပြီးတော့ညနေတကောင်မှာကြာတယ်ဆိုတော့ဗျာကျွန်တော်2880လောက်ထိပြေးကြာလို့ရတယ်အကြအားကောင်းမယ်ဆိုရင်ပါဒါပေမဲ့လည်းကျွန်တော်တို့ကမနေ့ညညနေတကောင်မှာကြာခဲ့တယ်ဒါမှ2880လောက်ထိပဲကြာသွားတာဖြစ်တဲ့ကောင်မှာဒါကတော့ကျွန်တော်တို့ဆွဲခေါ်တဲ့အကြမျိုးတို့ကျွန်တော်တို့တုံးသက်ခြင်းနဲ့တနည်းအားဖြင့်ကျွန်တော်တို့အယောင်ဘက်ကိုပြုံးဝင်လာအောင်ဆွဲခေါ်တဲ့အကြမျိုး အဲ့အမျိုးလိုကျွန်တော်တုံ့တက်ချင်ပါတယ်ခင်ဗျအဲ့အဖြစ်တစ်ခါမှာကျွန်တော်ကတော့ဒီနေ့မှာတော့ကျွန်တော်ကရှင်းပါကျွန်တော်ကတော့ဈေးပြန်တက်မယ်လို့မှန်းထားပြတဲ့ခါမှာကျွန်တော်တော့အဝယ်ကိုအိုးစားပေးခြင်းနဲ့ခင်ဗျတတိကြပြောမှာတတိကြပြောမှာဆိုနှစ်ရှစ်ခွန်ရှစ်ဈေးတန်းအောက်မှာကပားရွှေဈေးအချင်းတရက်အတိုင်းတာပေါ့နော်ကျွန်တော်တို့ market ခေါ်ရ day 1 cannon နဲ့နှစ်ရှစ်ခွန်ရှစ်ဈေးတန်းအောက်မှာဈေးမပိတ်မချင်းကျွန်တော်ကတော့ဈေးကြတိုင်းအောက်ဈေးမှာဝယ်ဖို့ကျွန်တော်စောင့်မှာဖြစ်ပါတယ်တခုရှိရအောက်ဈေးတော့စောင့်ဖို့လိုတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကအလဲဈေးတွေဘာမှတော့ ်ဝယ်မင်းကြောင့်ကျွန်တော်တို့ကတပက risk management တွေပါလောက်ထားရဲဆိုရင်ကျွန်တော်တို့ကဟိုမှာကျွန်တော်တို့ market ခွဲရဆို stop loss ပေါ့အရှုံးပိုင်းဈေးတန်းပေးထားရဆိုအရှုံးပိုင်းဈေးတန်းထိသွားနိုင်ခြင်းရှိပါတယ်အောက်ဈေးစောင့်ပြီးတော့ကျွန်တော်တို့ဝယ်ဖို့အကြံပြုချင်ပါတယ်ဟုတ်ပြီအဲ့အပတ်သက်ကဒီနေ့ဘယ်ဈေးတန်းလေးမှာဝယ်တင်လဲရိုးရှင်းလေးပါဒီနေ့ဝယ်တင်တဲ့ဈေးတန်းကတော့ကျွန်တော်ဆို280ဈေးတန်းတော့ဝင်ကြပါ280ဒီဝင်းကျင်ပေါ့အာဒီအရဆို285နဲ့280ကြာဝင်းကျင်ဆိုကျွန်တော်တို့ကဘာရွှေဝယ်တင်တယ်ခင်ဗျ ဟုတ်ပြီ ASEAN ကြီးမရောက်ဘူးဗျကျွန်တော်တို့ဈေးက ASEAN ကြီးမရောက်ဘဲနဲ့ကျွန်တော်ကဒီနည်းနည်းလေးပဲပြန်ကြတယ်ဆိုရင်တော့2890နာဈေးတန်းဝင်ကျင်มาလဲဝယ်လို့ရတယ်ဘာလို့ဆိုတော့2890နာဈေးတန်းဝင်ကျင်ရလဲကျွန်တော်တို့ဝယ်လို့ကောက်လဲဈေးဝယ်လို့ကောက်နေဈေးတန်းပေါ့ဖြစ်နိုင်မယ်ဆိုရင်တော့2880နာဈေးကြမှာဝယ်ရင်တော့အကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့ကိုက2880နာဈေးမကြဘူးလို့ယူဆတယ်အဲ့နည်းပဲကြာနိုင်တယ်လို့ယူဆရဲဆိုတော့2690လောက်မှကျွန်တော်တို့ risk ကိုကျွန်တော်တို့အလေလက်လောက်ယူပြီးတော့ဝယ်လို့ရပါတယ် ဟုတ်ပြီပြီးတော့ကျွန်တော်တို့ကဆိုကြပါစို့တကယ်လို့ပြဈေးကပြန်မကြဘဲနဲ့အပေါ်ဆက်သက်သွားတယ်ဆိုရင်ရောအပေါ်ဆက်သက်သွားတယ်ဆိုရင်တော့2900ဈေးတန်းအထက်မှာကဘာရွှေစီအချိန်တနာရီအတိုင်းတာပေးစေကျွန်တော်တို့ market ခေါ်ရ H1 book candlestick နဲ့2900ဈေးတန်းအထက်မှာဒီပေါ့နော်ဖောက်တက်ပြီးဈေးပိတ်သွားတယ်ဆိုရင်တော့ကဘာရွှေကိုရေတူလိုက်ဝယ်ပါဘယ်လောက်ထိတက်နိုင်လဲမြင်မယ်ဆိုရင်ကျွန်တော်ဒီလောက်လောက်ထိပေါ့ 2935တို့2936တို့2938တို့ဒီဈေးဆက်တက်နိုင်ပါတယ်ကျွန်တော်ဒီအပေါ်ဖောက်တက်သွားရင်ဒီ2950ဈေးတန်းထက်မှာအချိန်တနာရတန်းတာနဲ့ဖောက်တက်ပြီးဈေးပေးသွားရင်လိုက်ဝယ်လို့ရဒါတော့ဝယ်တင်တဲ့ဈေးနေပါတော့အယောင်အတွက်ဆိုရင်တော့အဲကျွန်တော်တို့ကအယောင်အတွက်ဆိုရင်တော့စဉ်းစားရမယ့်ဈေးတန်းနေရာဒီ2936နောက်ဝင်ကျင်မှာကျွန်တော်တို့နီးပညာပိုင်းရအတိပြည့်ချက်ဆောင်ပြီးရောင်းလို့ရတယ် ဒါမို့ရင်လည်းအပေါ်ဘက်ဆုံးပေါ့နော်ကျွန်တော်တို့တောက်ကြနေတော့အမြင့်ဆုံးတက်ခဲ့တဲ့2930ဇေနနာဝင်ကြုံတကယ်လို့ဈေးတက်ခဲ့တယ်ဆိုရင်အာကိုတုံးတဲ့နီးပညာပိုင်းကကိုကအတိပြုချက်ပေါ့နော်ကန်တယ်တွေကိုကြည့်ပြီးဖြစ်စေဒီ2930လို့2916ဇေနနို့မှာရောင်းလို့ရပါတယ်ဒါမို့မဲ့ဈေးကအောက်ဘက်ကိုထိုးဆင်းသွားတယ်ဆိုရင်တော့ဒီ2908ဇေနန်အောက်မှာကမ္ဘာ့ရွှေဈေးဒီနေ့တနေ့တာသွင်းပေါ့နော်အချိန်တနာရီအတိုင်းတာအပိတ်စေးကျွန်တော်တို့ market ခေါ်ရ H1 candle နဲ့ဒီ 2898အောက်ဈေးတန်းအောက်မှာဖောက်ကြပြီးဈေးပိတ်သွားရင်လိုင်ရောင်းပါဘယ်ထိဆက်ကြနိုင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့အာ2850 2858လောက်တိဈေးဆက်ကြနိုင်ကြီးရှိပါတယ်ခင်ဗျဒါလေးကကျွန်တော်ရောင်းတင်တဲ့ဈေးရနေပါတော့ကျွန်တော်ကတော့ဒီနေ့အတွက်ကတော့အဝယ်ကိုဦးစားပေးစီခြင်းပါလက်ရှိအနေထားအရအဝယ်ကိုဦးစားပေးခြင်းနဲ့ကျွန်တော်အောက်ဈေးကိုစောင့်ပြီးဝယ်ဖို့အားပေးတယ်တကယ်လို့အပေါ်တက်သွားလဲဆိုရင်တော့မဒီ2900ဈေးတန်းအထက်ကိုဖောက်တက်သွားပြီဆိုရင်ကျွန်တော်လိုက်ဝယ်ဖို့အားပေးခြင်းတယ် ဟုတ်ပြီကျွန်တော်နီးပညာပိုင်ရပေါ့ဒီနေ့တရက်တာပေးစီဘယ်မှာပိရင်စီအတက်အားကောင်းမလို့လက်ရှိကပ္ပချွေစီရပြချင်းပါတယ်ကျွန်တော်နှစ်ရှစ်ခွန်ရှစ်နဲ့နှစ်ကို30ကြာဈေးပြေးနေခြင်းဖြစ်ပါတယ်အဲ့ဒါဖက်တဲ့ကမှာကျွန်တော်တို့နှစ်ကို30အထက်မှာဈေးပိတ်တယ်ဆိုရင်ဒီနေ့တရက်တာကပ္ပချွေစီဈေးပိတ်တယ်ဆိုရင်ကျွန်တော်တို့ဈေးအတက်ဆက်အားသာမယ်အဲ့လိုပဲနှစ်ရှစ်ခွန်ရှစ်ဈေးတဲ့အောက်မှာကျွန်တော်ဒီနေ့တနေ့တာပေးစီဈေးဆက်ကြပိတ်ဈေးပိတ်သွားရပေါ့ဒီနေ့တရက်တာအပိတ်စီဈေးပိတ်သွားတယ်ဆိုရင်ဈေးအကြအပြန်ကောင်းမယ် ီဈေးနှုန်းဆုံးပဲဆိုဒီဈေးနှုန်းနှစ်ခုပဲစောင့်ကြည့်ပါနှစ်ကို30ထပ်မှဒီနေ့တရက်တာဈေးပိတ်မလားနှစ်ရှစ်ခုချင်းအောင်မှဈေးပိတ်မလားနှစ်ကို30ထပ်ပရင်ဆက်အတားအကောင်းမယ်နှစ်ရှစ်ခုချင်းအောင်ပရင်အကြအကောင်းမယ်ဒီခါကြာရင်တော့ပြကျွန်တော်နှစ်ရှစ်30အောက်တောင်မြင်ရနိုင်တယ်ပေါ့နော်အဲ့အပြတဲ့ခါမှာကျွန်တော်တို့ဘယ်မှာပိတ်မလဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်အောင်ဖြစ်ပါတယ်ဒီကြားထဲမှာပြဈေးအတက်တွေအကြတွေသူကသူအတက်အားကောင်းပြီးပြီးအကြအားကောင်းပြီးပြီးအပေါ်ဈေးအောက်ဈေး အပေါ်ဆေးအထက်မှာမပိတ်နိုင်သေးဘူးအောက်ဆေးဒီအောက်ဆေးတိုင်းရဲ့အောက်မှာမပိတ်နိုင်သေးဘူးကဘာချွေစီရတဖက်ဖက်ကိုဖောက်တက်တဖက်ဖက်ကိုဖောက်ကြတနည်းအားဖြင့်အတက်အားကောင်းဖို့အကြအောင်ကောင်းဖို့တော့မလွယ်သေးတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့ဒီဟာလေးကိုကျွန်တော်တတိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါဖတ်တဲ့ခါမှာဒီဈေးနှန်းနှစ်ခုကိုပဲစောင့်ကြည့်ပါတရက်တာအဖေးဆေးရ2930နဲ့2800ဈေးနှန်းနှစ်ခုကိုပဲစောင့်ကြည့်ပါခင်ဗျဟုတ်ပြီကျွန်တော်သတင်းချက်လက်ပိုင်းအောင်ကျွန်တော်တွားကြည့်လိုက်သတင်းပိုင်းရဆိုရင်ဒီနေ့ညဒေတာရှိရဲ့ဗျ အဲ GOT ဒီက job opening ပေါ့နော်ကျွန်တော်တို့အလုပ်လစ်လက်မှုရှာတာနှုံသားလို့ပမာလို့ပါရပြန်မှာဒီမှာဆိုရင်ကျွန်တော်တို့အလုပ်ကိုင် data ကပြီးခဲ့တဲ့လအထက်ပေါ့0.05 million လောက်တိုးလာမယ်လို့မှန်းထားတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒါဆိုရင်တော့ကျွန်တော်တို့ကမှန်းထားတဲ့အတိုင်းဆိုရင်တော့ data ကောင်းတယ်လို့ပြောလို့ရတယ်ဒါမှလည်း data ကောင်းပေမဲ့လည်းကဘာချွေစီကြမယ်လို့ပြောလို့မရဘူးဗျာဘာလို့ဘာလို့လဲမေးဆိုတော့ဒီမှာ dollar index ကိုတွားကြည့်လိုက် dollar index ကမနေ့လောက်ပါဗျာကျွန်တော်မနေ့လောက်ကဒီ103လောက်ချက်ဗီဒီယိုရတယ်ကတော့103.8 ်အခု103တရမခွန်ခွန်တုံညတုံညဖြစ်နေပြောချင်တာမနေ့ကကပားရွှေစီယာညဘက်ထိုးကြပြီမဲ့ဒေါ်လာအင်းသက်ကအဲ့လောက်ကြီးတက်တာမဟုတ်ဘူးဒေါ်လာအင်းသက်ကြီးရဗျာ104ထက်တောင်မကျော်နိုင်သေးဘူးအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်မြန်မာပြောမယ်ဆိုရင်တော့ဒရင်းချလက်ပိုင်ရလဲတစ်ဖက်ကဒေါ်လာအားနည်းနေတဲ့နေထားမှာကပားရွှေစီယာဗျာဟိုးအောက်ထိကြောက်ဖို့မလွယ်သေးဘူးအကြအားကောင်းဖို့မလွယ်သေးဘူး ပြီးတော့တစ်ဖက်မှာ American stock sequence stock share stock sequence ဒီမှာကျွန်တော်တော်တော်လေးမနည်းညဆိုဈေးထိုးကြတယ်ဖြစ်ခဲ့တနည်းအားဖြင့်ကျွန်တော် trillion နဲ့ dollar trillion နဲ့ချီပြီးတော့ stock sequence မှာဆုံရှုံကြတာတွေဖြစ်ကုန်တယ်ပေါ့နော်မနည်းမနည်းရတော့ဆိုရင်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ခုစဉ်းစားမှန်ကဟုတ်ပြီ stop ဘက်မှာရှုံးတယ်ရှုံးတယ်ဆိုရင်အဲ့ဒီကရှုံးသွားတဲ့ trader အကြီးစားကြီးကဒီကမ္ဘာ့ရွှေဈေးကွက်ဘွဲကိုဝင်လာနိုင်တယ်ဒီမှာအာကျွန်တော်မိတ်ဆက်တယောက်နဲ့ကျွန်တော်စကားပြောဖြစ်တာကအဲ့ trader တွေက stop ဘက်မှာရှုံးနေ bit investor တွေ trader တွေရှိတယ်ဆိုရင်ကျွန်တော်ကဒီဘက်မှာကဘာရွှေကိုထုတ်ရောင်းမယ်လို့ကျွန်တော်မိတ်ဆွေနေရပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားမိတာကဟုတ်ပြီကျွန်တော်တို့ကမှန်တယ်ကျွန်တော်ရေတိုးဝယ်ထားတဲ့ order တွေရှိတယ်ဆိုရင်ကျွန်တော်တို့ကဘာရွှေရေတိုးဝယ်ထားတဲ့ order ရှိတယ်ဆိုရင်ကျွန်တော်တို့ကဈေးတက်ရှိဈေးတန်းတွေမှာထုတ်ရောင်းကောင်းရောင်းနိုင်တယ်ဒါပေမဲ့ mid term long term ဝယ်ထားတဲ့ order တွေရှိတယ်ဆိုရင်တော့ဒီဈေးတန်းတော့မှသူတို့အမြတ်ပန်းအောင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျဥပမာပြကျွန်တော်ဒီ2900ဈေးတန်းမှာဗျကျွန်တော်ကနှစ်စကြရပြ2600မှာဝယ်ထားတယ် 2900ဈေးတန်းမှာကျွန်တော် point 300လောက်နဲ့ကျွန်တော်အမြတ်ပိုင်းမလားဒါမှမဟုတ်ရင်လည်း3000နဲ့ရောက်မှာကျွန်တော် point 400လောက်နဲ့အမြတ်ပိုင်းမလားဆိုရှင်းပါတယ်ကျွန်တော်ဈေးပို့ရနိုင်တယ်ဗျာအမြင့်ဈေးမှာကျွန်တော်အမြတ်ပိုင်းမှာပေါ့လက်ရှိရောက်နေတဲ့2900ဆိုတာဗျာလက်ရှိချိန်တည်းကအမြင့်ဆုံး2960နားလောက်ထိတက်ခဲ့တာ2960နားလောက်ရောက်ရင်တော့မှကျွန်တော်အမြတ်ပိုင်းနဲ့ဆိုရင်ဟုတ်တော့တော့ပေါ့နော်ဒီ2900လောက်မှာဗျာသူတို့ကသူတို့မစ်တန်းလောင်းတန်းကင်ထားတယ်ပေါ့နော်အဲ့ ကဘာရွှေအဝဲအော်ဒါတွေကိုအမြပိုင်းလိတ်အောင်မယ်လို့ကျွန်တော်မထင်ဘူးခမ။အဲ့တော့ပထမကမှာကဘာရွှေစီကတက်နိုင်ပါသေးတယ်။မှန်တယ်ဟိုဘက်က stock ဈေးကွက်တွေပါပြူကြနေ stock ဈေးကွက်တွေပါပြူကြနေတဲ့အခါမှာတခါလေကျွန်တော်ကစမ်းပြအာ stock ဈေးကွက်ပြူကြဝိုင်းကမှာအဲ့မှာစုံချုံမှုတွေကိုပြန်ရှာဖို့ဒီကဘာရွှေဘက်မှာအဝဲကင်ထားတဲ့လူတွေကသူတို့ရဲ့အဝဲအော်ဒါတွေကိုညာ position အောက်တယ်ပေါ့နော် position အောက်တယ်ကျွန်တော်တို့ရောင်းထုတ်လိုက်ကြမယ်လို့တော်တော်များများတုံးသက်ကြတယ်။မှန်ပါတယ်ရေးသူအဝဲအော်ဒါတွေတော့ရောင်းထုတ်ကောင်းရောင်းထုတ်နိုင်ပါတယ်။ အော်ဒါလေးတော့စလောက်တာပေါ့နော်ဒါပေမဲ့ရေရှိကကြတော့ကျွန်တော်ရေရှိအော်ဒါရေပေါ့ဥမာပြီးခဲ့လဝယ်ထားတဲ့အော်ဒါလေးလို့နှစ်အစဝယ်ထားတဲ့အဝယ်အော်ဒါလေးလို့ဆိုရင်တိတ်ကြပါရဲ့သူတို့300နာတီစောင့်ပြီးမှ300နာမှအမြတ်ပိုင်းကြမှုများပဲ300နီမစောင့်ရင်တော့ဗျာကျွန်တော်နှစ်ကို90လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့တဲ့နှစ်ကို90နှစ်ကို60လောက်ဒီစောင့်ပြီးမှရောင်းနေဆိုရင်သူတို့ကအမြတ်ပူရနိုင်တာပေါ့နော်အဲ့ဒါပြတဲ့ခါမှာကျွန်တော်အမြင်ကပြောမယ်ဆိုရင်တော့ရှင်းပါတယ်ကပ္ပရွှေကတရင်ချက်လက်ပိုင်းရလဲတက်ဖို့အလားလာရှိနေတုံးပါပဲ ဒေါ်လာအင်တက်ရဖြစ်စေတစ်ဖက်က stock ဈေးကွက်တွေရဲ့အနေထားရဖြစ်စေကျွန်တော်တို့တစ်ဖက်ဆက်ဆက်ပြီးတွေးကြည့်မယ်ဆိုရင်ကမ္ဘာရွှေဈေးတက်နိုင်ဖို့ chance ရှိနေတော့မယ်ဒါမဲ့ကျွန်တော်ကတစ်ဖက်ကနီးပညာပိုင်းရဈေးဆွဲချတဲ့အနေထားကိုတစ်ချက်တည်းထားဖို့လဲဈေးဆွဲချရဲဆိုတာကျွန်တော်တို့အယောင်ပတ်ဝင်လာအောင်ဈေးကတော့အကျပြမှာပဲဟာကျွန်တော်တို့ရောင်းမယ်ရောင်းမယ်ရောင်းမယ်ကျွန်တော်တို့အယောင်တွေပြောင်းလာတဲ့ခါမှာဈေးကခုန်တက်သွားတာမျိုးအာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တနင်္လာနေ့လိုဟာမျိုးပေါ့နော်ပြီးခဲ့တဲ့တပတ်ကျော်တောက်ကြနေတော့ကျွန်တော်တို့ဈေးကဥမာကျွန်တော်တို့နန်းဖန်တော့ကျွန်တော်ဈေးက ကြပြသွားတယ်။အဟောပီအမှကျွန်တော်တို့ကဆိုရင်နန်ဖတ်မဟုတ်ကျွန်တော်တို့ပြီးခဲ့တဲ့အာတပတ်ကျော်ပေါ့ပြီးခဲ့တဲ့တပတ်ကျော်တောက်ကြနေနန်ဖတ်တော့မဟုတ်နန်ဖတ်ပြီးခဲ့တဲ့ဘက်ကောင်ထွက်ခဲ့တာပေါ့နော်ကျွန်တော်တို့နန်ဖတ်မဟုတ်ဘူးကျွန်တော်တို့ပြီးခဲ့တဲ့တပတ်ကျော်တောက်ကြတော့ကဘာရွှေစိထိုးချသွားတယ်။တနည်းနာနေရစားပြီးတော့ပြန်ကန်တက်သွားတယ်။အဲ့တော့ဆိုလဲကျွန်တော်အဲ့တော့ဆိုရင်ကျွန်တော်နှစ်ရှစ်ခွန်ရှစ်စီတဲ့အောက်မှာတော့တရက်တာဈေးပိတ်သွားတာနော်။အဲ့ကျွန်တော်တို့မတ်လအစပထမပတ်တော့ပေါ့နော်။နှစ်ရှစ်ခွန်ရှစ်စီတဲ့အောက်မှာတော့ကျွန်တော်ဈေးပိတ်သွားတာဖြစ်တဲ့ အဲ့အဖြစ်သက်ခါမှာကျွန်တော်တို့ကအဲ့တော့ဆိုရင်လည်းတို့ကျွန်တော်တို့ကိုယ်တိုင်လည်းရောင်းခဲ့ပါတယ်နှစ်ရှင်းခွန်ရှင်းစေတောင်းမှာတရက်တာဈေးပိတ်သွားလို့ဒါပေမဲ့တရင်းနာအင်ကာမှာတောက်လျှောက်ပြန်တက်သွားတယ်အခုလည်းဒီသဘောတရားတိုင်းပဲမင်းညအကြပြတယ်လက်ရှိအချိန်မှာဗျကျွန်တော်ဈေးရအပေါ်1900အထက်ပြန်မတက်နိုင်သေးဘူးဒီနေ့ထားမှဆိုရင်ကျွန်တော်ကျွန်တော်ကတော်တော်များများကဝယ်တဲ့လူနဲ့ရောင်းတဲ့လူဆိုရောင်းတဲ့လူကပုံများလိမ့်မယ်ခင်ဗျတနည်းအားဖြင့် 2900မှာရောင်းကြမဲ့2930 2920ဒီဈေးတန်ရောင်းမဲ့လူများလေးဒီနေ့သားမှာကဘာရွှေစီစီဆွဲတင်သွားတာမျိုးဈေးတက်သွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ရှင်းပါကျွန်တော်ဟောတရင်ချက်လက်ပိုင်းရဒေါ်လာအင်တက်အနည်းဆုံး104အထက်ကိုတက်နိုင်ဖို့လိုအပ်တယ်ဒါတော့အနည်းဆုံးပြောရအောင်ဖြစ်နိုင်မယ်ဆို105အထက်တက်နိုင်မယ်ဆိုရင်ကဘာရွှေတရင်ချက်လက်ပိုင်းရအယောင်းနေဝင်လာနိုင်တယ်105အထက်အနည်းဆုံးတက်နိုင်ဖို့လိုအပ်တယ်ပြီးရင်ကျွန်တော်တို့က တပတ်ကနီးပညာပိုင်းရဆိုရင်လည်းကပ္ပရွှေစီတရက်တာအပေးစီ2808အောက်မှာဈေးပြန်ပိတ်နိုင်ဖို့လိုအပ်တယ်။အဲ့လိုဈေးပြန်ပိတ်နိုင်မှသာကျွန်တော်တို့ကပ္ပရွှေကအကြပက်ကိုတရင်ချက်လက်ပိုင်းအောင်နီးပညာပိုင်းအောင်အဲ့နှစ်ခုလုံးပေါင်းစုံမှသာအကြပက်သွားနိုင်မှာဖြစ်ပါတယ်။မဟုတ်ရင်တော့ကပ္ပရွှေရဲ့လက်ရှိလာရကမှန်တဲ့ရေတိုလေးကြာကောင်းကြနိုင်တယ်ရေရှည်အသက်မှာရှိနေတုံးပါပဲ။အဲ့အပိတ်ကမှာကျွန်တော်တို့က wait and patient ပေါ့ patient and wait ပေါ့ patient and wait စိတ်ရှည်နဲ့ ဆောင်ဖို့လိုအပ်တယ်ကျွန်တော်တို့ဝယ်ရမယ်ဆိုတဲ့အောက်ဈေးပေါ့နော်အဲဒီခါကျတော့ကျွန်တော်တို့အလဲဈေးတဲ့နေ့မှာသွားဝင်မိရင်ကြာကျွန်တော်တို့ကဈေးကျသွားဈေးဆက်ကျသွားတဲ့အခါမှာကျွန်တော်တို့ risk management လုပ်ထားရင်ကြာကျွန်တော်တို့ကကိုကဝယ်တာတော့မှန်ပေမဲ့တခါလေဝါဖြစ်သွားဆုံးရှုံးမှုတွေဖြစ်ကုန်တာမျိုးတွေရှိတယ်အဲ့အဖြစ်ကမှအောက်ဈေးတန်းကိုကျွန်တော်ကစိတ်ရှိလက်ရှိနဲ့စောင့်ဖို့လိုအပ်တယ်လက်ရှိအနေထားရအောက်ဈေးတန်းကတော့ကျွန်တော်တို့နှစ်ရှစ်ခွန်ရှင်နာဈေးတန်းဝင်ကျင်ကတော့ဒီနေ့တနေ့တာအတွက်အောက်ဈေးတန်းလို့သတ်မှတ်လို့ရတယ်ခင်ဗျ ် accident နောက်စောင့်ပြီးတော့ကျွန်တော်တို့ကဘာရွှေကိုဝယ်လို့ရပါတယ်။ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဤပညာပိုင်းရသုံးသက်ချက်လေးနဲ့တရင်ချက်လက်ပိုင်းကသုံးသက်ချက်လေးဖြစ်ပါတယ်။ဒီညမှာတော့ဒေတာတစ်ခုပဲရှိတယ်။မနေ့ဖက်ညတော့ဒေတာများတယ်။မနေ့ဖက်ညဒေတာတွေကအလုတ်ခက်ကျန်းစီမဲ့ဒေတာတွေဖြစ်ပါတယ်။ဒီနေ့ညတော့အလုတ်ခက်တော့ရှိနိုင်တယ်။ဒါပေမဲ့မနေ့ဖက်ညတော့တော့အလုတ်ခက်ကျန်းမှာတော့မဟုတ်ဘူးခင်ဗျ။ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်။ကဘာရွှေစီကွက်သုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ အဲ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျာပြီးကျွန်တော်စီမှာဒီကပ္ပရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသင်တန်းတွေတက်ရောက်လို့ရပါတယ်အဲအဲ့ဒီနဲ့ပတ်သက်ပြီးလဲကျွန်တော်စီမှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကပ္ပရွှေထွေတာအားလုံးပဲပေါ့နော်ဒီနေ့အင်ကာနေပေါ့နော်မတ်လ17ရက်နေ့တက်တာအတွက်ကပ္ပရွှေစီတက်ကြကိုမမှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျုံးမြတ်များပတ်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးနေတယ်ကျွန်တော်လည်းမနေ့ပြန်တက်ရတာတောင်းချက်ပြီးတော့မှပြန်လည်ဆုံးသွေးကြပါမယ်ခင်ဗျာ